တဲကြီးကြောက်တွေကိုကြည်သေးတဲ့ဆေးလိုလူတီများတဲ့အာဆိုဒီအောက်ဆီကိုလစ်အက်ဆစ်အကြောင်းကြောက်ကြည်သေးလို့ပြောလိုက်ရင်လူအများစုနဲ့မဆိုင်သလိုအရှုသူတွေမှာကြောက်ကြည်သေးကိုနှစ်ရှည်လာများတောက်သုံးနေရတာလည်းရှိပါတယ်ဓာတုဗေဒနာမည်အားဖြင့်အာဆိုဒီအောက်ဆီကိုလစ်အက်ဆစ်ဖြစ်ပြီးတော့နာမည်မျိုးမျိုးကုမ္ပဏီမျိုးမျိုးကထုတ်လုပ်ထားတာရှိပါတယ်အရေးကြီးတာတစ်ခုကတော့ဒီဆေးဟာကိုယ်သဘောနဲ့ကိုယ်တောက်သုံးလို့မရတဲ့ဆေးဝါးတစ်မျိုး ဖြစ်ပါတယ်။အာဆိုတယောက်စီကိုလစ်အက်ဆစ်ဟာတဲကျစ်ကြောက်ကျစ်စီအမျိုးအစားဖြစ်ပါတယ်။တခြားသောစီးကြောက်ကျစ်စီတွေနဲ့လူအများကရောလစ်ရှိသလိုပုံစံအားဖြင့်လည်းတခါတည်းရင်စင်ကြူတတ်တာကြောင့်တတိထားပြီးတော့ဝယ်ယူတော်သုံးဖို့လိုပါတယ်။ဆံဝင်ရဲ့စစ်စစ်ချက်နဲ့စမ်းသက်ချက်အရာတဲကျစ်ကြောက်ချိကဲဒါမှမဟုတ်တဲကျစ်ကြောက်ဖြစ်နိုင်ခြင်းများတဲ့သူတွေမှာ ပေးတဲ့စီဖြစ်ပါတယ်။ကြည်စည်းကဘလိုအာနိသင်ရှိကြလဲ အာဇူဒီယောစီကိုလစ်အက်ဆစ်ကသဲကြီးထုတ်ဖို့အတွက်ကူညီပေးတဲ့သဲကြီးအက်ဆစ်တစ်မျိုးဖြစ်ပါတယ်။အစာချေရည်ထဲမှာရှိတဲ့ကိုလက်စထရောတွေကိုရော့ကျစေနိုင်တယ်။ကိုလက်စထရောကိုပျော်ဝင်စေပြီးတော့အရေးကြီးပုံစံဖြစ်စေခြင်းအပြင်ဖယ်ရှားပေးနိုင်ပါတယ်။အထူးသဖြင့်သဲကြီးကြောင့်အရွယ်စားသေးတဲ့သူတွေခွဲစိတ်ရောက်တဲ့အထိမလိုအပ်တဲ့သူတွေခွဲစိတ်ရှင်ပြုလုပ်တဲ့သူတွေမှာဆေးနဲ့ချိန်ပြီးတော့ကုသလေးရှိတယ်လို့ တဲကြီးကြောက်တင်နေကြီးများတဲ့သူတွေမှာလည်းဒီဆေးကိုကျူတင်ကာွယ်တဲ့သဘောအနေနဲ့အသုံးပြုကြတာရှိပါတယ်။နောက်တစ်ခုကတော့ဒီဆေးကိုအသေးကနေတဲကြီးထုတ်လို့မှုညော်နေနေတဲ့သူတွေအထူးသဖြင့် primary biliary cirrhosis လို့ခေါ်တဲ့တဲကြီးပြွန်လျှောက်တဲ့ရောဂါမှာလည်းအသုံးပြုလို့ရှိပါတယ်။တဲကြီးပြွန်လျှောက်ခြင်းဆိုတာကတော့အသေးမှာတဲကြီးပြွန်လေးများတဖြည်းဖြည်းပျက်စီးလာတဲ့ရောဂါဖြစ်ပါတယ်။ ဒီလိုမျိုးတဲကြီးပြွန်လေးတွေပြက်စီးလာတဲ့အခါမှာတဲကြီးရေထုတ်တာကိုယောနှဲစေနိုင်ပြီးတော့အစာချေတဲ့လုပ်ငန်းစဉ်မှာထိခိုက်မှုရှိလာနိုင်သလိုကိုလက်စတောနဲ့ခန္ဓာကိုယ်ကအဆိပ်တောက်တွေကိုလည်းမဖြစ်ရှားနိုင်တာတွေဖြစ်နိုင်ပါတယ်။ဒီအချိန်မှာခန္ဓာကိုယ်တွင်းအဆိပ်တောက်တွေစုပုံလာနိုင်ပြီးတော့အသည်ပြက်စီးမှုနဲ့အသည်လျှောက်ရှင်စတာတွေအထိဖြစ်စေနိုင်ပါတယ်။ဒီအဆင့်တီမဖြစ်ဖို့ဆိုရင်တော့အာဆိုဒီအောက်စီကိုလေးအဆစ်ကို ပေးလိရှိပါတယ်။ဂျီဆေးကို ကလင်းငယ်တွေမှာရောလူကြီးမှာပါသုံးလေးရှိကြပေမဲ့ခန္ဓာကိုယ်ကိုယ်လေးကျင်အတိုင်းရှင်ပြီးပေးရတဲ့ဆေးဖြစ်တာကြောင့်ကိုယ်သဘောနဲ့ကိုယ်တော့မတော့သုံးသင့်ပါတခါတည်းဟန်သဲကြီးရောင်ရမ်းနေတဲ့သူတွေသဲကြီးပြန်ပိတ်နေတဲ့သူတွေနဲ့သဲကြီးကြောင့်အရွယ်အစားကြီးတာကြောင့်ခွဲစိတ်ဖို့လိုအပ်နေတဲ့သူတွေမှာတော့ဒီဆေးနဲ့ကုသလို့မရနိုင်တာပြီးရှိနိုင်ပါတယ်ဘေးရွယ်စုစုအနေနဲ့ဘိုက်အောင်တာဝမ်းရှိုးတာနဲ့ကောင်းကြိုက်တာ စတာတွေကိုတွေးရနိုင်ပေမဲ့မပြင်းထန်သလိုစိုးရင်ပေါ်ရလည်းမရှိပါဘူး။စေတောင်းနေရင်လည်းထူကြတဲ့ဗေဒွဲ့ဆူကျိုးတွေကိုခံစားရတာတက်မတဲ့ခြင်းများရှိခဲ့မယ်ဆိုလို့ရှိရင်တော့ဆရာဝန်ကို ပြန်လည်ပြသဖို့လိုအပ်ပါတယ်။အာဆိုဒီအောက်ဆီကိုလစ်အက်ဆစ်ဆေးဟာလနဲ့ရှိနှစ်နဲ့ရှိပြီးတော့ပုံမှန်တောက်ရတဲ့ဆေးဖြစ်သလိုတခါတရံမှာဆေးကိုတောက်ပြီးတော့လအနှဲငယ်ချာမှာအသက်ရဲ့လုပ်ငန်းဆောင်တာတွေကို ဆရာဝန်ရဲ့ညွှန်ကြားချက်အရာပြန်လည်စစ်ဆေးဖို့လိုနိုင်ပါတယ်။အာဆိုတီယောက်စီကိုလစ်အက်ဆစ်ဆေးကအသုံးဝင်တဲ့ကြောက်ကြည်ဆေးတစ်မျိုးဖြစ်တယ်လို့ဘေးအတွက်ဆိုကြအဖြစ်လဲနေပါတဲ့ဆေးဖြစ်ပါတယ်။ဒါပေမဲ့တချို့သောအရှင်တွေမှာဒီဆေးတစ်ခုလည်းနဲ့ချင်းချို့ဖို့ခက်ခဲတာလေရှိနေတယ်လို့ခွဲစိတ်ကူတာနိုင်တဲ့တဲကြီးကြောက်အမျိုးအစားတွေမှာတော့ဒီဆေးကယာနုံးပြပြောက်ကင်းနိုင်မှာမဟုတ်တာကြောင့် ဆရာဝန်နဲ့တရားတိုင်ပင်ဆွေးနွေးပြီးမှသာတောက်သွင်းတင်ကြောင်းကျွန်တော်ကမျှဝေလိုက်ရပါတယ်။ဒါကတော့တဲကြီးကြောက်ကြီးသေးလို့လူတီများတဲ့အာဆိုတီယောက်စီကိုလစ်အက်စစ်ဆေးအကြောင်းကိုပြောပြပေးသွားတာပဲဖြစ်ပါတယ်။ဒီကြောင်းကလည်းပတ်သက်ပြီးသိကျင်တဲ့အချက်တွေရှိသေးတယ်ဆိုလို့ရှင်လည်းကွန်မန့်မှာမေးကြလို့ရပါတယ်။